င်္ဂလာပါရှင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ကိုကျော်မှုကြီးမင်းအောင်လှိုင်ဟာထိုင်းနိုင်ငံကအင်ရှင်ဖြစ်ကျင်းပတဲ့၆ကြိမ်မြောက်ဘင်းစတက်အစည်းအဝေးကိုတက်ရောက်ဖို့အတွက်ဧပြီလ3ရက်ဒီကနေ့မွန်းလွဲပိုင်းမှာဤဘီရောကနေထိုင်းနိုင်ငံဘန်ကောက်မြို့ကိုထွက်ခွာသွားပါတယ်စတမကြိမ်မြောက်ဘင်းစတက်ထိပ်သီးအစည်းအဝေးဘွဲကိုတက်ရောက်ဖို့အတွက်ထိုင်းနိုင်ငံဘန်ကောက်မြို့ကိုထွက်ခွာမယ်အင်ရိုစီမောက်ချွေကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကိုကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မှုကြီးဆိုရင်ကောင်စီအတွင်းမှာ ကောင်စီဝင်တွေပြည်ထောင်စုဝန်ကြီးတွေညီနိုင်းကုကွေရေမှုကြီးရေးလေးနဲ့ဗာကွေဦးစီးချုပ်ရုံမှအစစ်မြင့်တက်မတော်အရာရှိကြီးတွေမြေပြိုတိုင်းစစ်ဌာနချုပ်တိုင်းမို့မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံတပ်အမတ်ကြီးနဲ့တာဝန်ရှိသူတွေကလေးစိတ်မှပို့ဆောင်နှုတ်ဆက်ကြပါတယ်။အဲ့ဒီခရီးစဉ်မှာနိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နဲ့အတူကောင်စီတွဲဖက်အတွင်မှုဗိုလ်ချုပ်ကြီးရဲဝင်းဦးပြည်ထောင်စုဝန်ကြီးတွေဖြစ်ကြတဲ့ဦးတန်းစွေဗိုလ်ချုပ်ကြီးမိုးအောင် ကာကွယ်ဦးစီးချုပ်ရုံးမှအစ်မြင့်တက်မတော်အရာရှိကြီးတွေဒုတိယဝန်ကြီးတွေစစ်ဘက်နယ်ဘက်မှတာဝန်ရှိသူတွေလိုက်ပါသွားကြပါတယ်အဲ့ဒီနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်နဲ့မြန်မာစစ်မြင့်ကိုယ်စားလှယ်ခွင့်ဟာဒေသစံတော်ချုပ်ညနေ3:00မိနစ်50မှာထိုင်းနိုင်ငံဒုံမောင်းလေးစိတ်ကိုရောက်ရှိကြရာထိုင်းနိုင်ငံအလို့သမားဝန်ကြီးထိုင်းနိုင်ငံဆိုင်ရာမြန်မာနိုင်ငံအသံမကြီးဦးစစောစိုးနဲ့တာဝန်ရှိသူတွေကလေးစိတ်မှာကြိုဆိုနှုတ်ဆက်ကြပါတယ်။ခီးစဉ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဦးကြီးချုပ်ဟာစတမအကြိမ်မြောက်ဘင်းစတက်ထိပ်သီးအစည်းအဝေးပွဲကိုတက်ရောက်ခြင်းနဲ့ခရီးစဉ်တွေအစည်းအဝေးကိုတက်ရောက်လာကြတဲ့အစိုးရအဖွဲ့အကြီးအကဲတွေနဲ့တွေ့ဆုံဆွေးနွေးပြီးမြန်မာနိုင်ငံမှာငလျင်တဘာဝဘေးဒဏ်ကြောင့်ဖြစ်ပေါ်ကြုံတွေ့နေရတဲ့အခြေအနေတွေ၊ကုညီကယ်ဆယ်ရေးနဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းတွေကိုထိရောက်စွာဆောင်ရွက်နိုင်ရန်နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်နိုင်မယ့်အခြေအနေတွေကိုဆွေးနွေးဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။